နေပြည်တော်မှာကြောက်ကန့်စီတဲ့ဆက်ကိုလှူရန်လိုက်တာကြောင့်လူပြောများနေပြန်တဲ့ခိုင်နှင်းဝင်ခွလက်တော်မှာပရိုက်တာမိခင်ကြီးခိုင်နှင်းဝင်တယောက်ကတော့ဘာလို့လဲဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါရင်အလုံးတိကြတဲ့အတိုင်းတိုးဆောင်မိမိခိုင်နှင်းဝင်ဟာငလီမေးတင်ပြည်သူတွေကိုတိမ်မောင်းတောင်းနေကြီးလှူရန်နေတာပါဒီမတိုင်ခင်မှာပဲခိုင်နှင်းဝင်ဟာမြန်မာနိုင်ငံမှာတဘာဝဘီးရန်နဲ့ကြောက်ရောက်တိုင်းမှာအနေနဲ့ရကလူရန်ထားတဲ့ခုနှစ်ရသားမိတွေရဲ့လူငွေနဲ့အတူဘေးဒုက္ခရောက်နေတဲ့သူတွေကိုလည်းကူညီကယ်ဆယ်နေတာဖြစ်ပါရင် ဒါပေမဲ့ခုတစ်ခေါက်ကလင်းဘေးတင်ပြည်သူတွေကိုလှူဒါန်းတဲ့နေရာမှာတော့ခိုင်နေဝေးတောင်နေလည်းမကြလို့လူပြောများနေရပါအထူးသဖြင့်ခိုင်နေဝေးဟာငလင်းဘေးကျနေတဲ့ရဲရွာတွေကိုလှူဒါန်းတဲ့နေရာမှာနေမြကန်ပရိုက်တာအသင်းဖွဲ့တွေစီကမသွားဘဲနဲ့ရဲကြီးဥက္ကဋ္ဌတွေစီကနေတဆင်သွားရောက်လှူဒါန်းနေလို့အလှငွေမရလိုက်တဲ့အီနောင်စုတွေကျန်နေတာဖြစ်ပါတယ်ထို့ဖြင့်တော့ခိုင်နေဝေးဟာခုနှစ်ရက်သားသမီးတွေနဲ့အလှငွေကိုစီးစနစ်မကြဘဲနဲ့လှူဒါန်းနေလို့လူပြောများနေရပါခုရက်ပိုင်းမှာလဲဆိုရင်ခိုင်နေဝေးဟာနေပြည်တော်ကစင်းုံတစ်ခုမှာ သိန်းထောင်နဲ့စီတန်တဲ့ကြောက်ကက်စည်းဆက်ကိုလူရန်လိုက်လို့လူပြောများပြည်ပြန်တာဖြစ်ပါတယ်။ကြောက်ကက်စည်းဆက်လူရန်နာကကြောက်ကက်ဝေဒနာရှင်တွေအတွက်ကောင်းဝင်မဲ့ကြောက်ကက်စည်းဆက်ကနိုင်ငံတော်အစိုးရကတက်ဆင်ရမယ်ဆက်ဖြစ်စည်းဖြစ်ကြောင်းအခုလက်တော်လူရင်းရင်ဆိုင်နေရတာကအင်အားပြင်းမြင်ကလေးကြောင့်နေတဲ့အဝင်စီစဉ်ပြက်စီးဆုံးရှုံးမှုတွေနဲ့တူလက်တော်စောင့်ဝင်နေပြည်လဲဖို့ပဲဖြစ်ပါတယ်။အားလုံးလေးစီတနာရှင်တွေကငလင်ပေးတင်ပြည်သူတွေအတွက်ခိုင်နေဝင်ကနေတဆင်းထူရန်ထားကြတာပါအခုတော့ခိုင်နေဝင်ကကြောက်ခက်စည်းစံလှူလိုက်တာဖြစ်ပါတယ်